ကျမတော်မူကြပါစခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ12ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ဗမော်မြို့ရဲ့၃ပုံ၂ပုံကို KIA ထိန်းချုပ်ထားပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဗမော်မြို့မှာကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ်ပူပေါင်းတပ်ဖွဲ့များဟာစစ်ကောင်စီတပ်များနဲ့6လကြာကြာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးလက်ရှိမှာမြို့ရဲ့၃ပုံ၂ပုံခန့်ကို KIA ကထိန်းချုပ်ထားနိုင်ကြောင်း KIO KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောကြားပါတယ်။ပြည်သူလူထုတွေရှိနေတဲ့လူနေရပ်ကွက်အများပိုင်းကိုတော့ကျွန်တော်တို့ KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေကအုပ်ချုပ်ထားတာရှိပါတယ်။၃ပုံ၂ပုံကတော့ကျွန်တော်တို့အုပ်ချုပ်နိုင်တယ်လို့ပြောလို့ရပါတယ်။စစ်တပ်တွေကတော့သူတို့ကတက်တွင်းမှာပဲနေလို့ရတယ်။မျိုးပေါ်မှာဘာမှလှုပ်ရှားလို့မရတော့ဘူးလို့ဗိုလ်မှူးကြီးနော်ဘူးကဆိုပါတယ်။ ဗမော်မြို့သိန်းတိုက်ပွဲဟာ2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့နနက်9:00အချိန်မှာစတင်ခဲ့ပြီးယခုနှစ်မေလအထိစစ်ကောင်စီတပ်ရဲ့အမှတ်9336တန်ချက်ကတပ်ရင်တင်ကားတပ်ရင်အမြောက်တပ်366နဲ့ဗမော်လေစိတ်တို့ကို KIA ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။သို့သောစစ်စင်ရေးကုကဲမှုဌာနချုပ်စက္ကခ21အပါအဝင်စစ်ကောင်စီရဲ့တပ်စခန်း6ခုထက်မနည်းကိုဆက်လက်သိမ်းပိုက်ရန်ကြံရှိနေပါသေးတယ်။ပြီးခဲ့တဲ့မေလ20ရက်နေ့မှာ ဗမော်မြို့ကိုစစ်ကူလာပို့တဲ့စစ်ကောင်စီရဟတ်ရင်နှစီအနက်တစည်းကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကအသေးကန် drone များနဲ့ပစ်ချနိုင်ခဲ့ပြီးနောက်ထပ်ရဟတ်ရင်တစည်းမှာလည်းရွှေကူမြို့အနီးမှာအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။အဲဒီနောက်မေလ22ရက်နေ့မှာရင်းရဟတ်ရင်ကိုလည်း KIA ကဖျက်ဆီးနိုင်ခဲ့ပါတယ်။လက်ရှိမှာတော်လန်ရေးတပ်ဖွဲ့တွေကနောက်ထပ်တစ်စကန်တွေတင်ပိုက်နိုင်ခြင်းမရှိပေမဲ့လည်းကျန်ရှိတစကန်းများအနီးတဝိုက်မှာနေ့စဉ်နီးပါးတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပါတယ်။တိုက်ပွဲတွေကနေ့တိုင်းရှိပါတယ်။ ူတို့တွေကလည်းလက်နက်တွေလေရင်ကြီးတွေနဲ့နေတိုင်းပြစ်နေတာရှိပါတယ်။ကျွန်တော်တို့ကလည်းဒံပြန်နဲ့အနေနဲ့ drone တွေနဲ့ပြစ်တာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်တာတွေရှိပါတယ်။ဒီကြားတဲ့စကန်တွေထပ်သိမ်းတာဘာညာတော့မရှိဘူးပေါ့နော်။ပုံမှန်ပြစ်ခတ်မှုတွေကတော့ဆက်ရှိနေပါတယ်လို့ဘူမူကြီးနော်ဘူးကဆိုပါတယ်။မမော်မြို့မှာတော်လန်ရေးတပ်ဖွဲ့များဆက်လက်သိမ်းပိုက်ရန်ကြင်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းများမှာစစ်စင်ရေးကိုကဲမှုဌာနချုပ်စက္ကခ21ခြေလင်းတရင်ခလာရ40ခွန်အမှတ်94စစ်အင်ဂျင်နီယာတက် ်အမှတ်633ထောက်ပံ့ပို့ဆောင်ရေးတပ်အမှတ်7စစ်မြေပြင်စီးတရင်တမရှိရှိလက်အောက်ခံတရင်များစတည်လို့ဖြစ်ပါတယ်မမော်မြို့ဟာကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်ပြီး KIA ကမမော်နဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမဘိမ့်မြို့ကချင်ပြည်နယ်မှာမိုးမောက်မန်စီမြို့များအပြင်စွန်ပရာဘွန်အင်ဂျန်ယန်စတုံးချီဖွေစော့နော်ဖီမော်ပန်ဝါတော်ဖုံယန်စင်ဘူးမြို့လနေဆက်ကုံတွေးမြို့လွေကျေတို့ကိုတင်ပိုက်ထားပြီးဖြစ်ပါတယ်။ အဆိုပါတိုက်ပွဲများကြောင့်ဗမော်မျိုးတွင်းဒေသခံပြည်သူအများစုထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်မျိုးရင်းပျက်စီးမှုများလည်းများပြားနေကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဖားကန့်မော်စီစာကြောက်စိမ့်လုတ်ကွက်မှာစူးစီးနေတဲ့စစ်တပ်ကို KIA ကဂျာညက်တိုက်ခိုက်မှုစစ်ကောင်စီဘက်က20ထပ်မင်းတင်ဆုံစစ်တပ်ကအရက်သားပြည်သူများကိုပါလိုက်လံပစ်ခတ်တပ်ဖြန့်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဖားကန့်မြို့နယ်မော်စီစာကြောက်စိမ့်လုတ်ကွက်တစ်ခုမှာစူးစီးနေတဲ့စစ်တပ်ကို KIA ကကြမ်းညက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်မှ20မိနစ်တည်ဆုံးခဲ့ကြောင်း KIA တရင်အရေးမြစ်ကပြောဆိုပါတယ်။ယနေ့နေ့9နိုင်ခန့်မှစတင်ပြီးဖောက်ကန့်မြို့နယ်မော်စီစာကုန်းမှာအကြမ်းဖက်စစ်တပ်နဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲများပြင်းထန်ခဲ့ကြောင်းရင်းနှောင်မွန်တဲပိုင်းမှာမော်စီစာကြောက်စိမ်းလုပ်ွက်တစ်ခုမှစူးစီးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပြည်သူစစ်များကို KIA ကကြမ်းညက်တိုက်ခိုက်ခဲ့ကြောင်းစစ်တပ်ဘက်မှ20ဦးတည်ဆုံးပြီးဒဏ်ရာရရှိသူများလည်းများပြားကြောင်းသိရှိရပါတယ်။ တိုက်ပွဲများဖြစ်ပွားနေချိန်မှာအကြမ်းဖက်စစ်တပ်ကရဲသားပြည်သူများကိုပါလိုက်လံပစ်ခတ်တပ်ဖြတ်နေကြောင်းသိရှိရပါတယ်။ဖာကက်မော်စီဇာကိုမှတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒီနေ့နက်နက်9နာရီကတည်းကစပြီးတိုက်ပွဲဖြစ်နေတာတိုက်ပွဲကတော့တောက်လျှောက်ကိုဖြစ်နေတာပစ်ခတ်တံတွေကတော့စူညံနေတာပဲလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။ယနေ့ဇွန်လ12ရက်နေ့နနက်6:00နာရီဝန်းကျင်အချိန်ကလည်းအကြံဖတ်စစ်ကောင်စီတပ်သားများတက်ဆွဲထားတဲ့မော်စီစာဖျားကုန်းအနီးမော်စီစာလမ်းစုံမှာ စစ်ကောင်စီတပ်သားများပြစ်တက်ထားတဲ့ရဲသားပြည်သူ၃ဦးရဲ့ရုပ်အလောင်းများကိုတွေ့ရှိခဲ့ကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်။ဖောက်ကန့်မြို့နယ်လွန်ခင်ကြီးရွာအုပ်စုမှာရှိတဲ့မော်စီစာဖျားကုန်းမှာမေလနောက်ပိုင်းမှာစတင်တက်ဆွဲခဲ့ပြီးအကြမ်းဖက်စစ်တပ်နဲ့ KIA KPDF တပ်ဖွဲ့များတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများရန်တမ်းပစ်ခတ်မှုများရှိတဲ့အပြင်ကျောက်စိမ်းပေါ်များရှိတဲ့အဆောက်အုံရင်ရန်ရံများကိုမိရှုဖြစ်စည်းမှုများဇက်တိုက်လုဆောင်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးကြတာကတော့မိထီလာမှာရုရှားတွေကစစ်အုပ်စုကိုလေယာဉ်နဲ့ဒရုန်းသင်တန်းပေးနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းမိထီလာမြို့မှာရုရှားလူမျိုးအယောက်20ကဥဆောင်ပြီးစစ်အုပ်စုကိုလေယာဉ်အမောင်းတင်တဲ့ဒရုန်းတိုက်ခိုက်မှုသင်တန်းပေးနေတယ်လို့စစ်အုပ်စုအတိုင်းအဝိုင်းနဲ့နှိစက်သူတည်င်းအရေးမြစ်တွေကပြောပါတယ်ရုရှားတွေဟာမိထီလာမြို့ကဟိုတယ်တစ်ခုမှာတဲခိုပြီးမင်းအွန်လိုင်းတစ္ဆာကန်လက်နက်ကိုင်တွေကိုသင်တန်းပေးနေတာလို့ဆိုပါတယ်အဲ့ဒီလေယာဉ်အမောင်းတင်တဲ့ဒရုန်းတိုက်ခိုက်မှုသင်တန်းပေးနေတာ လနဲ့ချီကြပြီးဖြစ်ပြီးမကြခင်တင်းတန်းပြီးဆုံးတော့မယ်လို့ယူဆရပြီးစစ်အုပ်စုရဲ့ပြည်သူအပေါ်လေးချောင်းပုံကျဲတက်ဖြတ်မှုတွေပုံမဆိုးရလာနိုင်ကြောင်းလည်းတရင်ရှိမြစ်တွေကပြောပါတယ်လေချောင်းတိုက်ခိုက်မှု ပုံဆိုးနိုင်တယ်ဆိုတာတော့သိကြတယ်တိတက်ပုံဆိုးမှာပဲသူတို့ကငကိုတဲကရှုံးမဲမဲနေတာဆိုတော့လေဒီတင်းတန်းပြီးတယ်ဆိုတာကလည်းတိတက်ဆိုးွားတဲ့အခြေအနေတွေကြုံအောင်လုပ်မှာပဲလေအဲ့ဒီအတွက် သူတို့ကနိုင်ငံခြားပညာရှင်ခေါ်ပြီးတင်းတယ်ဆိုတာတိတက်ပို့ပြီးဖြည့်ဆည်းနိုင်အောင်လို့ပေါ့ အတိကကတော့တင်နှန်းပေးနေတယ်ဆိုတာလဲတက်သေးကဖျက်သည်တယောက်ကအတိပြုတ်ပေးတာဟုတ်တယ်ရုရှားတွေရောက်နေတယ်တင်နှန်းတွေပေးနေတယ်ဆိုတာဟုတ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တငယ်ချင်းဖျက်သည်တယောက်ကအတိပြုတ်ပေးပါတယ်လို့ CDM လေတက်အရာရှိငယ်တဦးကဆိုပါတယ်စစ်အုပ်စုကယခုရက်ပိုင်းမှာမိတ်တီလာရှန်တဲလေတက်တံတားအုံးနဲ့နေပြီးတော့အီလာလေတက်စကန်တွေကနေ Jet Fighter တိုက်လေရင် Y12 Y8 လေရင်တွေပြန်တက်မှုအင်မတန်များပြားနေတယ်လို့လေကြောင်းတိုက်ခိုက်မှုမရှိဘဲပြန်ဝဲနေတာတွေရှိတဲ့အတွက် လေ့ကျင့်ရေးဆင်းနေတာဖြစ်နိုင်တယ်လို့ CDM လေတက်အရာရှိငယ်ကဆိုပါတယ်သူတို့ကတင်းနှန်းတစ်ခုပေးပြီးရင်လဲတင်းနှန်းပြီးရင်သူတို့ကပြစ်ကတ်စင်ပါရတယ်ရိုးရိုးအမောင်းတင်ဆိုရင်တော့လေရင်မောင်းတင်းနှန်းပြီးပြီဆိုတာနဲ့ပြစ်ကတ်စင်ကပါရပါတယ်နောက်ပြီးတော့ဖြက်ကျော်ပြန်တန်းတယ်ပေါ့အဲ့ဒီလိုခေါ်တာပေါ့နေကျော်ပြန်တန်းတာသူကခီးစဉ်တွေတည်အောင်အောက်မြေပြင်ရဲ့အခြေအနေတွေတည်အောင်နောက်ပြီးတော့လေ့ကျင့်ပြစ်ကတ်စင်တွေဘာတွေပါတဲ့အတွက်အဲ့ဒီအတွက်ကြိုပြီးတော့မပြစ်ကတ်သေးပဲနဲ့ပေါ့တင်းနှန်းအနေနဲ့တွားတာရှိတယ်တော်ပြီးတော့အဲ့ဒီနေရာတွေဒီနေရာတွေ ောက်ကနေမြေကိုကျွမ်းကျင်အောင်ပြတာလည်းရှိတယ်။အဲ့လိုတင်ရတာပြစ်ခတ်စင်ပါလာရင်တချို့မတိကျဘူးဆိုတဲ့ဟာတွေကလည်းတင်နန်းသားတွေလာပြီးတော့ပြစ်ခတ်လို့မတိကျတာတွေလည်းဖြစ်နိုင်တယ်လို့ CDM လေတဲ့အရာရှိငယ်ကထပ်လောင်းပြောပါတယ်။စစ်အုပ်စုဟာနေမြေဒေသတွေလက်လွတ်ဆုံးရှုံးရတာပုံမှန်များပြားလာတာနဲ့အမျှလေကြောင်းပုံကျဲမှုတွေပုံမှန်ပြင်းထန်လာမှာဖြစ်တာကြောင့်တော်လန်ကြီးရဲဘော်တွေပြည်သူတွေအနေနဲ့ပုံမှန်သတိထားသင့်တယ်လို့သူကဆိုပါတယ်။ စစ်အုပ်စုဟာပြီးခဲ့တဲ့2024ခုနှစ်အတွင်းနိုင်ငံတဝန်းတနည်းကို6ကြိမ်နဲ့9ကြိမ်ကြားသာလေကြောင်းပုံကျဲခဲ့ရာကနေယခု2025ခုနှစ်မှာတော့တနည်းကို10ကြိမ်နဲ့10ကြိမ်ကြားလေကြောင်းပုံကျဲတက်ဖြတ်နေတာလို့သုတေသနအဖွဲ့ကဆိုပါတယ်စစ်အုပ်စုကစာတင်ကြောင်းနဲ့စေယုံစည်းကံအယက်သားပြည်သူနေထိုင်ရာနေရာတွေကိုပိတ်မထားပုံကျဲတက်ဖြတ်နေတဲ့အတွက်ကြောင့်တော်လရင်စွန်းမိုးနယ်မြေကကျောင်းတွေဖွင့်လှစ်စာတင်ကြားနိုင်မှုမရှိဘဲယာယီပိတ်ထားရပါတယ် ပြီးခဲ့တဲ့မေလအတွင်းစစ်အုပ်စုကနိုင်ငံတော်လေချောင်းဘုံကျဲတပ်ဖြတ်မှု344ကြိမ်ကျူးလွန်ခဲ့ရမှာဘုံထိမှန်လို့အသက်16နှစ်အောက်ကလေးတငယ်40ကျော်အပါအဝင်လူ100ကျော်သေဆုံးက400ကျော်ဒဏ်ရာရရှိပြီးစာတင်ကျောင်း18ကျောင်းစစ်ရုံစည်းကမ်း6ခုဖျားစီဒီတာတနိကအဆောက်အုံ12လုံးနဲ့နေအိမ်342လုံးထိခိုက်ပျက်စီးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန MOHR ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ခရီးသည်142ဦးလိုက်ပါလာတဲ့ Air India လေယာဉ်လန်ဒန်မြို့ကိုထွက်ခွာရန်လေဆိပ်မှပြန်တက်အပြီးလူနေရပ်ကွက်ပေါ်ကိုပြတ်ကျခဲ့တဲ့ရုတ်တံထွက်ပေါ်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအိန္ဒိယနိုင်ငံ Gujarat ပြည်နယ် Ahmedabad မြို့မှာဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုထွက်ခွာလာတဲ့ Air India လေကြောင်းလိုက်ပိုင်လေယာဉ်ဟာလေဆိပ်မှတက်အပြီးအချိန်နည်းငယ်အတွင်းမှာပြတ်ကျသွားကြောင်းသတင်းများသိရှိရပါတယ်ယနေ့ဇွန်လ12ရက်နေ့ဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုထွက်ခွာလာတဲ့ Air India လေကြောင်းလိုက် AI 171လေယာဉ်ဟာလေဆိပ်မှပြန်တက်ပြီးပြတ်ကျခဲ့ကြောင်းခရီးသည်တင်လေယာဉ်မှာ Boring 787လေယာဉ်ဖြစ်ပြီးဂူဂျာရက်ပြည်နယ်လူနေရပ်ကွက်တစ်ခုအနီးမှာပြတ်ကျခဲ့ခြင်းဖြစ်ကြောင်းတိကြိုက်သိဆုံးမှုအခြေအနေကိုမသိရှိရသေးကြောင်းသိရှိရပါတယ်။လက်ရှိမှာ Sara Philip ဟိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှာရှိတဲ့လေယာဉ်ပြတ်ကျနေရာမှာမိများလောင်ကျွမ်းနေပြီးအိန္ဒိယအာဏာပိုင်များကကေဆယ်ရေးလုပ်ငန်းများလုတ်ကင်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင် ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ